Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် April 15ရက်နေ့ရဲ့မနက်ပိုင်းသတင်းသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတွဲမှာ Reaction လုပ်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay အရင်ဆုံးကျွန်တော်လူကြီးတူရှင်သတင်းကောင်းလေးတွေကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့စလင်းစေတုတ်တရာလမ်းပိုင်း၁၈မိုင်စကန်ကုံတိမ်တိုက်ပွဲစစ်တုံးပန်း၄ဦးနဲ့လက်နက်၅လက်ရရတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်။အဲ့နေရာကတော့ဒီစေတုတ်တရာနဲ့စလင်းမြို့နဲ့ဆက်သွယ်ထားတဲ့လမ်းပိုင်းကိုမိုင်တိုင်၁၈မှာရှိတယ်။၁၈မိုင်စကန်ကုံကို PDF PDF များကဧပြီလ၁၂ရက်နေ့ကလေးကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မိနစ်၃၀အတွင်းမှာသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်နော်။ အဲ့ဒီနေရာကတော့ကပ္ပစားတွေအတွက်ထိုးနှံမှုတစ်ခုဖြစ်တဲ့အထိရေးပါပါတယ်တဲ့လက်နက်က၅လက်နဲ့အခြားဆက်ဆက်ပစ္စည်းတွေပါရရှိခဲ့တယ်၃ဘန်းက၄ဦးလို့သတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့ချင်းကြီးတောင်နဲ့မဟာမိတ်တပ်တွေအောင်မြင်စွာထိုးစစ်ဆင်တိမ့်ပိုက်ခဲ့တဲ့ဖလန်းမျိုးသိမ်းတိုက်ပွဲကပြန်လည်ရောက်ရှိလာတဲ့ကလေးဒေသတော်လိုင်းတဲ့ KRF ရဲဘော်တွေကိုဒေသခံပြည်သူတွေကအောင်တပြေပန်းအနေနဲ့ကြိုဆိုဂုဏ်ယူခဲ့ကြပါတယ်ဗျ။အဲမှာချင်းကြီးတောင်နဲ့အတူအေးအေးအပါဝင်စကိုင်းမကွေးရောဒေသကမဟာမိတ်အဖွဲ့ဝင် ၁၈ဘွဲကအတူပူးပေါင်းပြီး၂၀၂၄နိုဝင်ဘာ၉ရက်နေ့ကစပြီးချင်းပီနေရဲ့ဒုတိယမြို့တော့ဖလန်မြို့ကစကားစားတက်စကန်တွေကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီဖလန်မြို့သိမ်းကြိုက်ပွဲကတော့အားလုံးသိတိုင်းပဲအခုချိန်မှာဆိုတော်လိုင်းရေးလက်ထက်မှာကြောက်တော့ဖြစ်ပါတယ်နော်အခုအချမ်းမဲ့စစ်ကောင်စီရွေးကောက်ပွဲလုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး LRD ပါတီဝင်တွေကပါတီပြန်လဲထူထောင်ဖို့ပေါ့နော်။ဒေါ်ဆက်စုကြည်မှာခွင့်သွားတောင်းနေပေါ့နော်။ဒါမဲ့လည်းဒေါ်ဆက်စုကခွင့်မပြုတ်ဘူးဆိုတဲ့သတင်းထွက်နေတာဖြစ်ပါတယ်နော်။အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတုံ့တက်တင်ပြထားတဲ့ကိုစီရဲ့ဗီဒီယိုတောင်းအောင်ကြည့်အောင်နော်။ ဒီပါတီဝင်တချို့ကတဲ့နော်လက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်မှာအန်ဒီပါတီကိုမှတ်ပုံပြန်တင်ဖို့ဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်ရှိမှာတွားပြီးခွင့်တောင်းတာဒေါ်အောင်ဆန်းစုကြည်ရဲ့လက်မခံဘူးဆိုတော့တကင်းကိုတတိယအန်အောလို့မဆုံးဘူးဘလို့အုံနောက်မျိုးဘလို့အသွေးခေါ်မျိုးဘလို့အစီစဉ်မျိုးနဲ့အဲ့ဒီအလုပ်ကိုလုပ်ဖို့လုပ်တာလည်းမသိဘူးဒါတော့လူတွေပေသားပြီးအသက်တွေဒါတော့ရင်းနှီးပြီးမှမင်းအောင်နိုင်ကိုခြေတုံးပြန်ဖက်ဖို့ဟာလား မင်းအောင်နိုင်ပေါင်အွားချားအောက်ထဲမှာပက်လက်နဲ့အေးဘေးဘူးဟာလားစဉ်းစားလို့မရဘူးဒါလူတို့ကိုတစ္ဆာဖောက်တာဒါပေမဲ့အဲ့ဒီနာမည်စက်ရင်တွေကိုလူတို့အနေနဲ့တိတိနဲ့ဒါဘဒူတွေကအဲ့ဒီကိုတွားလှုပ်ဖို့စီစဉ်လဲဆိုတော့ပြည်သူအနေနဲ့တိတိနဲ့အင်မတန်ရုံမာတဲ့လှုပ်ရက်တာနော်ပြည်သူပေါ်တစ္ဆာဖောက်တဲ့လှုပ်ရက်ကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ကိုရွေးခဲ့လို့ရှောက်လာခဲ့တဲ့လမ်းဒီနဲ့ဒီအချိန်ထိရောက်လာပြီအမှန်ဇတိခဲ့ရတဲ့ရဲဘော်တအူးချင်းစီရဲ့အတက်က တန်ဖို့မဲ့တဲ့ຢာတွေမဟုတ်ဘူးကျွန်တော်တန်ဖို့မဖြတ်နိုင်ဘူးနော်တယောက်တည်းအတက်ကိုပဲကျွန်တော်တို့အရင်ကြည့်ပါကျွန်တော်တို့တွေပြည်သူလူထုကဒီလမ်းကိုရှောက်ခဲ့ပူရပြီ RND ပါတီဒီပြည်သူ့ရဲ့ဆန္ဒအပိုင်းပြည်သူပါတီတို့ခံယူထားတာဖြစ်တဲ့အတွက်ပြည်သူမလိုလားတဲ့အရာပြည်သူမကြိုက်တဲ့အရာကိုလုပ်เสียအကြောင်းမရှိတောင်ဆန်းစုကြည်ကဒါကြောင့်အမျှော်မြင်ကြီးတာမလုံနဲ့လုံလုံမပြောလိုက်ဘူးလုံတယ်လို့မပြောဘူးဆိုတာအဲ့ဒါတောင်ဆန်းစုကြည်ရဲ့ပါဝါပဲဒါပေမဲ့ ကျွန်တော်တို့2020ရွေးကောက်ပွဲမှာเนาะပြည်သူအားလုံးကဘယ်ပါတီကိုရွေးချယ်ခဲ့တယ်ဆိုတာလူရောခွဲရောအကုန်သိတယ်เนาะအဲ့လိုရွေးချယ်ပြီးတော့ပြည်သူရွေးချယ်လိုက်တဲ့ဒီဘာကို အာနာမတ်ပဲနဲ့စစ်ကောင်စီကအာနာတိန်ခဲ့တာเนาะ2015ရဲ့တက်တန်အစိုးရတက်တန်တော့မကုန်သေးခြင်းမှာအာနာတိန်ခဲ့တာကျွန်တော်တို့ကအဲ့ဒါကိုအဲ့ဒီအာနာတိန်အကြမ်းဖက်ပြီးတော့လူတက်နေတဲ့ကောင်တွေကိုကျွန်တော်တို့ကလက်စွဲနှုတ်ဆက်ပြီးဒီကောင်တွေအပြစ်လို့အောင်သူတို့နဲ့ပူးပေါင်းပေးရမှာလား အဲ့လိုတွားပူပေါင်းပေးတယ်ဆိုရင်အဲ့ဒီပါတီဟာပြည်သူပေါင်းတစ္ဆာဖောက်တဲ့ပါတီမှန်ပဲဟုတ်တယ်အခုလက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဝင်ရှင်ပြိုင်မဲ့ပါတီမှန်တယ်မြတ်ဟာဒီဒီမိုကရေစီမြန်မာနိုင်ငံတမိုင်းမှာဒါဟာပြည်သူတစ္ဆာဖောက်ပါတီတွေကြီးပဲဟာချိန်နေတယ်ဘယ်တော့မှညင်းလို့မရဘူးအဲ့ထဲမှာ NLD ကိုပါချင်တာလားပါချင်နဲ့ထည့်လိုက်ကြပေါ့ရှင်းနေတယ်ဒါလုတ်တဲ့အရာမဟုတ်ဘူးလေဗျာနဲ့တစ်ထည့် သွေးခွဲတက်ချွန်ခြင်းဆိုတာအဲ့ဒီနိုင်ငံရေးနီးလန်းရပြောရင်းပြောရင်းနဲ့တစ်ထင်းချင်းနဲ့အဖွဲ့တွေကွဲအင်အားတွေပြော့ဟုတ်တယ်ပေါ်တိုင်းအင်အားယော့နော် KNU ဆိုရင်ကျွန်တော်တို့ဒါဖြစ်စေချင်တာမြန်မာပြည်မှာအတက်အကြီးဆုံးလက်နက်ကနော်လက်နက်ဆက်ယုံလိုမျိုးခင်မီအခုနီးပညာတွေလိုမျိုးရှိနေရမယ်ကရင်နေနိုင်ငံခြားလို့ပြင်းလူငယ်တွေအခုကဘာထိုင်းနိုင်ငံမှာလှုပ်တက်လှုပ်အချင်းချင်းတက်ကြဖြတ်ကြတော့ဖတ်တယ်ဒါတွေကဝမ်းနေစရာကြီး နော်အခြားလူမျိုးတွေလည်းတို့ဖြစ်ကြမယ်မော်နေဆိုတော့တို့ပဲကျွန်တော်ပညာတတ်တွေကိုမွေးထုတ်ပြုစုပြောင်းထောင်အောင်မယ်နိုင်ငံခြားတွေလို့နော်ခင်မီနီးပညာတွေတင်ကျွန်တော်ဒီတော်လှန်ရေးအတွက်ကိုလူထုအတွက်ဘာတွေအကျိုးပြုနိုင်မလဲဒါလူကြီးတွေစီစဉ်ပေးရမယ်ဒါပေမဲ့ထိုင်ကုန်ရပြီးသားရင်အဲ့ထိုင်ကုန်ပြောက်မှာဆိုလို့ဖတ်ထားတယ်အောက်ကလူငယ်တွေဘာဖြစ်မပေးဘူးသူ့ကြည့်လို့လည်းစောက်တော့မကြကြဘူးအမှန်ပဲကဲအဲ့တော့ကျွန်တော်တို့တွေကဟိုတိုင်းပြည်ကြီးကလည်းစုပ်ပြတ်တတ်နေပါပြီ လုံနိုင် မလုံနိုင်ဘူးလားမလုံနိုင်ခဏလေးဘေးထိုင်နေကြပါလုံနိုင်တဲ့သူတွေလုံနေကြတယ်နော်လုံနိုင်တဲ့သူတွေလုံနေကြတယ်ဒါလိုပဲဒီလက်ရှိ IMG ထဲမှာလည်းတချို့ချို့ကြာတိရတာရှိတယ်ဒါပေမဲ့ခါတိုင်းကျွန်တော်မပြောချင်ဘူးဘယ်လွတ်တော်အမတ်ကတော့ဘလို့ဆင်းလာတယ်ဘာမှလည်းမတီးပဲနဲ့အမိတ်လာပေးွားတယ်ဒါမျိုးတွေစုံစမ်းကြည့်လိုက်နော်လာပြောတဲ့အဖွဲတစ်ခုနဲ့နေကျွန်တော်နားမထောင်ဘူးဒီလူဟုတ်လားဒီလူပါလေအဲဟုတ်တယ်ချို့ကြတယ်ဒါမျိုးတွေဒါတွေကမဖြစ်သင့်ဘူးကျွန်တော်တို့ဒီအချိန်ကာလမှာအားလုံးကဝိုင်းလောက်ကမဲ့အချိန် နေရာတွေຢာဒူးတွေလှုပ်ပိုင်ခွင့်တွေအခွင့်အရေးတွေဒါတွေလိုက်လှုပ်နေရတဲ့အချိန်မဟုတ်ဘူးပြီးွားပြီးကြိုင်ယူကြတာအဲ့ချိန်ကြိုင်နော်ကျွန်တော်တို့ကအဲ့ဒီချိန်ကြိုင်ထိုင်ဆဲပါမယ်နော်တခါတည်းပြောလိုက်မယ်ပြန်လဲထူထောင်ရေးအချိန်ရောက်လာခဲ့မယ်ဆိုရင်ထိုင်ဆဲမဲ့အဖွဲဖွဲ့ပါမယ်နော်ဘာမှမလုပ်ပါဘူးအခုချိန်မှာကျွန်တော်တို့လုပ်နိုင်သလောက်ကြိုးစားပါမယ်ဒါပါပဲအဲ့တော့ပါတီဒီအနေနဲ့ပြောချင်တာကတော့နောက်ဆုံးတစ်ချိန်ထပ်ပြောပါမယ်လက်ရှိစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာလက်ခံစရာအကြောင်းမရှိသလိုလုံးဝလည်းလက်မခံဘူး ဒါပြည်သူအများစုเนาะမြန်မာပြည်မှာလူကြီးတန်း60နီးပါးရှိတယ်အဲ့ဒီထဲကတန်း40လောက်ရဲ့ဆန္ဒအဲ့ဒီတိုင်းဖြစ်နေတယ်တေချာလက်ခံစရာအကြောင်းမရှိသလိုလုံးဝနဲ့လက်မခံဘူးအဲ့တော့ပြည်သူလက်မခံတဲ့အရာကြီးကိုပူပေါင်းပြီးတော့အဲ့ဒီရွေးကောက်ပွဲမှာထိုင်ကုန်တခုံရရေးအတွက်စောင့်ရှက်မရှိဝင်တဲ့ပါတီမှန်သမျှ တမိုင်းတရခံပြည်သူတစ္ဆာဖောက်နေတယ်ဂျင်းနေတယ်ကဲဒါကတော့ကိုစီတုံးတက်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်အဲ့တော့ဒီလိုမျိုးခြေနေကြီးမှာဒီလိုမျိုးအယ်အယ်ဒီခေါင်းဆောင်ဆိုးရဲသူတွေပေါ့နော်နာမည်စင်းတော့ထွက်မလာသေးဘူးနော်နာမည်စင်းထွက်လာရင်တော့နာမည်နဲ့တကွာတွေ့ကြတာပေါ့နော်အဲ့လိုမျိုးဒီတောင်ဆန်းစုကြည်နဲ့တကွာဒီ PDF လူငယ်တွေဒီအခုချိန်မှာဘုံကျဲခံလူတွေမျက်နှာမှာမစားနာဘူးနော်ဒီရွေးကောက်ပွဲပြန်ဖို့ဟိုတွားယူမှလုပ်တယ်ဆိုတာမျိုးကတော့လုံးဝအဆင်မပြေပါဘူးနော်ဘယ်လိုအတွေးခေါ်တွေများလုပ်လဲတော့မသိဘူးနော်ဒါမျိုးဒီလိုလူတွေလည်းကျွန်တော်တို့ကတော်လိုင်းမှာဖြစ်ပါတယ်နော် ဖလမ်းမျိုးသိတဲ့ဝင်းနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့သတင်းလေးတော့နားထောင်ကြအောင်နော်။ညချင်းညောင်နေမြေဆိုရင်တော့ဟွာချမ်းမသေးတယ်။အဲတိတိမပေါ့နော်။တိတိမကြံသေးတယ်ဆိုတော့အဲတိတိမကိုလည်းကျွန်တော်တို့အခုကတည်းပဲချင်းပြည်မြောက်ပိုင်းတော်ဆုံးလိုက်ဆိုပြီးမှပေါ့နော်။တောက်လျှောက်ဟိုပြင်ဆင်နေတာဆူဆောင်းနေတာရှိတယ်ဆိုတော့အဲ့ဒီဒီ2025ထဲမှာပဲလာမှာပါအဲ့ဒီတီတီမော်လပေါ့နော်တီတီပြပြီဆိုတော့ကျွန်တော်တို့ချင်းတော်ထောက်ဖွဲ့လို့ရနေနေလွတ်လွတ်သွားပြီးပြောရမှာပါအဲ့ဒီကလည်းတက်စင်ပေါ့နော် ့ကျွန်တော်တို့အာဒီဆိုတော့ကျွန်တော်တို့နေတဲ့လက်တွေ့ကြတာတော့ချင်းပြည်နယ်ထိဆက်နေတဲ့စကိုင်းနဲ့မကွေးပေါ့နော်အဲစကိုင်းမကွေးမှာပဲကျွန်တော်တို့ကုညီထုံရှားတာပါဝင်လာတယ်ရှိလာမယ်အဲပြီးတော့လဲဒီဒီဟာခါတန်တလန်ဆိုလဲကျွန်တော်တို့ဒီ CNA CNF ပေါ့နော်ဘသူနဲ့သူမတင်ယူနိုင်သေးတဲ့သူတက်ခက်ခဲရှိနေတဲ့အာကိုကျွန်တော်တို့ဘလို့ပူပေါင်းနိုင်မလဲဆိုတာမျိုးတွေကိုကျွန်တော်တို့ရှင်းချင်အဲ့လိုမျိုးပေါ့နော်စကားပြောတိုင်ပင်ဆွေးနွေးပြီးမှအဖြေရှာပြီးမှပေါ့နော် လိုကျွန်တော်တို့ကတော့ချင်းပြည်တပြည်နယ်လုံးလွတ်မြောက်သွားလို့တဲ့ဆန္ဒအပြည့်အဝရှိပါတယ်။တနင်္ဂနွေလုံးစီကောင်စီလော့ကလွတ်မြောက်လို့တဲ့ဆန္ဒရှိပါတယ်။ဒါပေမဲ့တစ်ဖက်ဖွဲ့စည်းရဲ့ဒေါ်လာရေးသစ္စာဘလောက်ရှိမလဲ၊ဂျီဒူရီဒေါ်လာရေးဘလောက်မျက်နှာမူမလဲဆိုတဲ့ဟာညီပဲသွားပါပါ။ဘလို့ဆိုတော့ဘလို့ဖြစ်လာမလဲ၊ဘလို့ပူပေါင်းချမလဲဆိုတော့လောလောဆယ်တော့ပြောရခက်ပါသေးလိမ့်ခင်ဗျာ။အဲ့တော့ညာရီတာတွေမှာပေါ့နော်ချမ်ပစစ်ကောင်စီကဘယ်လိုမျိုးနေနေနေလဲဆိုအောင်လည်းသိပြီဖြစ်ပါတော့အခုဆိုရင်တခြားဒီတိုင်းသား ဒေတာတွေထက်အညာကိုဘုံကျတာပိုများတယ်ပေါ့နော်အချိန်ပိုများတယ်ပိုလဲတေးတာပိုများတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြောထားတယ်မမောင်ပေါ့နော်ဘမောင်မမောင်ပြောထားနားတော်ကြအောင်တောင်းနဲ့အဲတိုက်ခိုက်သွားတယ်ပေါ့အဲ့တော့မြန်မာတနိုင်ငံလုံးကြီးပါမှာပါနော်ဟိုအထူးသဖြင့်အဓိကခံရတာတော့အဲ့ဒီခင်ဗျားတို့ကြံတဲ့တိုင်းသားနယ်တွေဒီလောက်မခံအောင်ပေါ့ကျွန်တော်ကြည့်တာတိုင်းသားနယ်တွေဖြစ်တဲ့ရခိုင်ပြည်နယ်ဒီလောက်ထိဟိုပြောရမဆိုရင်အဲလေချောင်းနဲ့ဘုံကျဲမှုတွေအမခံရပါဘူးမဲပါလေနော် နောက်ထပ်ဒီချားနေရာတွေဖြစ်တဲ့အဲချိုးနေရာတွေခံရမယ်မနေတယ်ပေါ့ဒါပေမဲ့စကိုင်းတိုင်းကဘာကြောင့်မို့လို့ခံရတယ်လဲစကိုင်းမကွေးရကျွန်တော်ကျွန်တော် list ထဲမှာနေမယ်မနေဘူးမနေဘူးတော့ထီတာပေါ့နော်အော်အဓိကတော့ NUG ကဒီလိုဒီလိုဒီလိုဖြစ်နေလို့နော်ဟိုဟိုမှာလဲအတန်အရန်ကျယ်လွန်တဲ့ပဇင်းရင်ခွဲများကြောင့်တွေ့တာတွေ့ရအပြစ်ခံနေရတဲ့ပုံစံမျိုးဖြစ်နေအဲ့တော့ NUG ကိုလည်းပြောခြင်းတယ် ိုကမုတ်စိတ်မနိုင်မဲနဲ့ပဲချင်းဟင်းမစားနဲ့အေးအေးသဘုံနေလို့နေနေမှုကြတော့စဲစားတစားမတွေ့ရအောင်နော်ဒီမှာဆဲကကျေးသွားလို့အေးအေးသဘုံတစ်ခါလောက်ဝတ်တွေ့ရဟောစဲစားတစားกว่าနော်အဲနောက်ထပ်အခုအဲတခြားနေရာတွေပေါ့အဲတခြားနေဒီကအေးအေးပါပဲနော်အေးအေးနဲ့ချင်းပြင်းနဲ့ချင်းပြင်းနဲ့လည်းတစ်ခါပဲထိပါတယ်နော်ကျွန်တော်ကြည့်ရတော့ဆိုတစ်ခါပဲထိဒါမဲ့တော့ကို့ ညီရင်းကိုတွေပါ PDF တွေဆိုတာလဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်သူတို့လည်းတနည်းအားဖြင့်ကျွန်တော်ဗမာစကားပဲပြောတော့တိုင်းရင်းသားညီကိုတွေပါနော်ဗမာစကားပြောဗမာလို့ပဲပြောမှာပါဗျာနော်ဗမာစကားပြောတော့ပုံကိုတွေပါအဲ့တော့ကို့ဗမာများကလည်းဗမာအချင်းချင်းညရင်သာအသေးအကြီးခွတ်တာသိလားနော်ခွတ်တာအဲ့ဒီတကယ်တကယ်လားဟိုအဲ့ဒီဗမာဗမာငပိန်းတွေကိုအတုံးချနေတဲ့ဒီစေသူကြောင့်တပုံ AA တို့ဟုတ်လား KIA တို့မြောက်သုံးအောင်မြောက်သုံးအောင်တို့ဟုတ်လား ဒါတွေကိုအရေးယူမှုကြတော့တအောက်အားနေတယ်အဲ့တော့ကျွန်တော်မေးချင်တာကနတ်ဆကဥက္ကဋ္ဌကြီးကဘာသွေးလဲပေါ့နော်။အိုသွေးလားအေသွေးလားဘီသွေးလားလို့မေးချင်တယ်ဒါသာဟုတ်ပါပြီအဲ့တော့အမှန်ပဲကိုမောင်ဟုတ်ပါပြီနော်မင်္ဂလာပါအဲ့တော့တကယ်တကယ်နေနေရမယ့်မှာကြတော့အားနေနေမနေနေဘူးတကယ်ကိုအချင်းချင်းကြတော့အတကုံအသေးချစ်ခွတ်ပါတို့ဗမာများရလဲနော်အဲ့တော့ဗမာတွေကလည်းအခုပိန်းသလားဆိုတဲ့ခါကျတော့ကျွန်တော်တို့မြန်မာပြည်မှာအရင်က ျွန်တော်ကကရင်ဆိုလို့ရှိရင်လည်းနော်ဒါကရင်တိုင်းသားကျွန်တော်ချစ်ပါတယ်ကျွန်တော်ကိုယ်တိုင်နဲ့ကရင်နဲ့ကျွန်တော်အမျိုးဆွေမျိုးတိုင်းမှာဆွေမျိုးသားချင်းကရင်မကင်းပါကဲဒါတော့ဘောပေါ်မှာပြောတဲ့ဗီဒီယိုဖြစ်ပါတယ်เนาะအဲ့ဒါကြားတဲ့အချိန်ပဲတကြံမှာလည်းဘုံကျဲနေတယ်ဆိုတာတကယ်အမှန်ပဲเนาะမနေ့ကလည်းဘုံကျဲတဲ့ဟာတွေတွေ့ရတယ်ဗောနော်အဲတကယ်ပဲအသက်ဆုံးရှုံးသွားတဲ့ခါလည်းအများကြီးရှိတယ်အဲ့တော့အကြက်ဖက်မင်းအောင်လိုင်းကတိုင်းရင်းသားဒေသကြီးတွေအညာတွေကိုဘုံကျဲတာကတော့တည်တဲ့အချိန်ပဲဒီအညာ ညာပီသူတွေသူတို့အရန်ကြောက်တာဖြစ်ပါတယ်နော်ညာပီသူတွေဒါထကြွပြီးမှဒီချက်ဖက်မဲအောင်လိုင်းကိုစီးလုံးစီးစီးလုံးနဲ့တော်လာနေဆိုရင်ဒီကောင်တပတ်တော်ခံမဟုတ်ဘူးနော်အဲ့တော့အညာကိုသူတော်တော်လေးကိုဖိအားပေးနေဖြစ်ပါတယ်နော်အဲ့တော့ဘရိုပဲပြောပါအခုချိန်မှာဆိုတော့ခုနဒီဗီဒီယိုတွေရတယ်ပေါ့နော်ချင်းဖွဲတွေရတယ်ဒီတောင်ပေါ်ဘက်မှာသူတို့ဒီတိရိန်ကိုသိမ်းပြီးသွားပြီဆိုရင်တော့ဒီစကိုင်းမကွေးဝင်လာမဲ့ခြေတွေရှိတယ်ပေါ့နော်အဲ့လိုပြန်ဝင်လာတယ်ဆိုရင်တော့ဒီညာမှာရှိတဲ့တက်တွေအတွက်တော့ပေါ့နော်ခွန်အားတည့်ရပြန်ဖြစ်လာပြီးတော့အချက်ဖက်မဲအောင်လိုင်းကိုတော်လန်ဖို့ပေါ့နော်ပို့ပြီးတော့ကောင်းတဲ့အင်အားစုတွေဖြစ်လာမှာဆိုတော့သိကြပါတယ်နော် ကျွန်တော်တို့ငလင်ဘေးကြောင့်ပေါ့နော်အခုဆိုရင်ဒီမြို့ကြီးတွေပေါ့နော်စကိုင်းမန်းလေးနေရာတော်တော်များများမှာခန်းစားနေရတာမကောက်နေပြီးတော့မှဆိုလဲတကယ်အကြီးအကျယ်ပြည့်စည်သွားဖြစ်ပါတယ်နော်အဲ့တော့နေပြီးတော့မှဆိုတချို့နေရာမျိုးဆိုဗီဒီယိုဖိုင်တွေမှာတွေ့ရအောင်နော်အပုတ်စော်တွေနံပြီးမှပေါ့နော်ကဲမဲ့လူလည်းမရှိကူမဲ့လူလည်းမရှိဆယ်မဲ့လူလည်းမရှိပေါ့နော်စကိုင်းမန်းလေးတစ်တောက်ကိုစိုးသေးတာပေါ့နော်အဲ့လိုမျိုးနေရာမှာချက်ဖက်မင်းအောင်လာအခုတကြံကျင်းပနေတယ်ဆိုတဲ့သတင်းပေါ့နော်မနေ့ကလေးတက်နေတာပေါ့နော်အဲ့တော့ဘလို့ဟာလဲဆိုတော့တခြားတော့ကြည့်အောင်အနာဒိတ်စစ်ကောင်စီဟာမလ28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ ဖြတ်အားပြင်းငလျင်အလုံးရသက်တစ်ပတ်နှစ်ပတ်ကျော်ကာလမှာအေးတကြံဆိုတဲ့ခေါင်းစဉ်နဲ့နေပြည်တော်မှာတကြံပွဲပြုလုပ်နေပါတယ်။ရန်ကုန်မန္တလေးအပါအဝင် မြို့ကြီးတချို့ကမန်တက်တွေကိုဖြတ်ခဲ့ပေမဲ့အခုလိုခေါင်းစဉ်တက်ပြီးအမိအယပွဲတော်ကျင်းပနေတာလည်းဖြစ်ပါတယ်။သခိုင်းမန္တလေးနေပြည်တော်အပါအဝင်မြန်မာပြည်အလဲပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းကမြို့တွေကိုပါတက်ရောက်မှုရှိခဲ့တဲ့ဒီငလျင်ကြောင့်လူပေါင်း၃၀၀၀ကျော်တိုက်ဆုံးခဲ့ရသလို တမိုင်းဝင်အဆောက်အဦတွေအပါအဝင်အဆောက်အဦများစွာလည်းထိခိုက်ပျက်စီးခဲ့ကြပါတယ်။ဒီလိုအခြေအနေမှာစစ်ကောင်စီကကြံပွဲကျင်းပနေတာနဲ့ပတ်သက်လို့စီဒီအမ်ဘုံမှုဆွဲတော်ကိုမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့စစ်ကောင်ဆောင်ကဘသူတစ်တေငတိမာရင်ပြီးရောဆိုတဲ့လူစားပြစစ်တပ်ထဲမှာရလာတဲ့ယာဒူးအစင်းစင်းမှလည်းလောက်ကိုမငဲ့ညာပဲအပြစ်ပေးအရေးယူပြီးအကြောက်တရားနဲ့ထိန်ပြီးလူကြီးကြိုက်လှုပ်လာတဲ့သူပါငလျင်ဘေးကနေပြန်လေထူထောင်ရေးလိုရမယ့်အစား တကြံကို UNESCO စည်ရင်းဝင်ဖို့လုပ်နေတာပါသူတက်ချုပ်လက်ထက်မှာလည်းပြောင်းလဲလာတာဆိုလို့ uniform အယောင်နဲ့ပုံစံမျိုးစုံပဲရှိတယ်အသွင်တရံကိုတော့ဦးစားပေးပြီးအနှစ်သာရရှိတဲ့ပြောင်းလဲမှုကိုမလုံနိုင်ခဲ့တဲ့သူပါလို့ပြောဆိုထားပါတယ်စစ်ကောင်းစားဟာငလျင်လှုပ်ပြီး6ရက်အကြာဧပြီလ3ရက်နေ့မှာကယ်ဆယ်ရေးလုပ်ငန်းတွေမပြီးခင်ထိုင်းမှာပြုလုပ်ခဲ့တဲ့ Binstead အစီအဝေးကိုတက်ရောက်ခဲ့ပါတယ်ရှင်ကဲ ဒါတော့ champion မင်းအောင်လာရဲ့ဒီပွဲကြိုက်ခင်ပေါ့နော်သူပွဲကတော့တော်တော်လေးကိုကြိုက်တာဖြစ်ပါတယ်နော်အဲ့တော့ဘယ်ပွဲမဆိုသူတက်ရောက်နေတာဖြစ်တယ်အခုဆိုရင်လည်းဒီတချံပွဲကိုမရအောင်ပြုတ်လောက်တာပေါ့နော်ပြီးသူတွေသူ့ရဲ့လူတွေပေါ့နော်သူ့ရဲ့လူတွေဘယ်လောက်ပဲတည်တည်သူကတော့ဘသူတည်တည်ငါတည်မိုင်းပြီးရောဆိုတော့တကယ်တည်ကြပါမယ်နော်အခုကျွန်တော်ကြည့်ရမယ့်ဗီဒီယိုလေးကတော့ဒီကျွန်တော်တို့မအောင်စရာစစ်ကြောင်းကိုပေါ့နော်အခုတိုက်စစ်အတီးနဲ့ပေါ့နော်ပြန်လဲပြီးတိုက်စစ်ပြီးတော့တိုက်စစ်ဆင်ပြီးတော့ဖြိုခွဲမယ်ဆိုပြီးမှကြွေးကြော်လိုက်တဲ့ဘူရာပွဲရဲ့ဗီဒီယိုပေါ့နော်သူ့ရဲ့ဒီသုံးသက်ချက်ဗီဒီယိုလေးနားထောင်ကြည့်အောင်နော် ဲ့ဒါတော့ကျွန်တော်တို့ခုနကတော့ပြောလိုမျိုးပေါ့နော်ဒါတစုတစည်းတည်းပြန်ဖြစ်ဖို့ကတော့ကျွန်တော်တို့နည်းနည်းကျွန်တော်တို့ခြိလန်းလန်းရအောင်မယ်ခြိလန်းလန်းရအောင်မယ်ဒါပေမဲ့တေးကြတာတခုကတော့အချင်းချင်းပြန်မပြည့်တော့ဘူးအချင်းချင်းပြန်မပြည့်လို့လဲကျွန်တော်တို့ကအချင်းတူတွင်းနဲ့မှဒီလိုအောင်မြင်မှုရတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကခုနကတော့ပြောလို့ဒီမျိုးတစ်ခုလုံးလုံးကြုံယူရတာစစ်တပ်ကဟိုအဲ့လောက်ထိမှမဟုတ်တာခုနကပြော BGF ကအများဆုံးတာဝန်ယူတာဒါပေမဲ့ဒီအပေါ်မှာကျွန်တော်တို့အချင်းချင်းနားမလည်ဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုနည်းနဲ့မှဒီလောက်ဒီအချင်းတူတွင်းနဲ့မှကျွန်တော်တို့ဒီမသိမ့်ပိုက်နိုင်ဘူးမတိုက်ခတ်နိုင်ဘူး ါဆိုရင်ကျွန်တော်တို့မြင်လို့ရတယ်ကျွန်တော်တို့တွေးလို့ရတယ်တေးကြတာတခုကကျွန်တော်တို့ကဒီကာလမှာအချင်းချင်းတွေယုံကြည်မှုတခုနဲ့တိဆောက်ပြီးတော့မှအချင်းချင်းတွေပြန်မပြည့်ကြဘူးတစ်ဖက်မှာလည်းခုနကတော့ပြောကျွန်တော်တို့ကလှုပ်เสียရရှိတာကျွန်တော်တို့လှုပ်နေမှာပဲခုနကတော့ပြောအာနာရှင်ပြုတ်ကြရေးအာနာရှင်အမြင့်ပြက်ရေးကိုကျွန်တော်တို့ကခုနကပြောတော့ဒါကျွန်တော်တို့သွားနေတာပဲဒါခုနကတော့တချို့ဟာတွေကကျွန်တော်တို့အကလုံးထုတ်ဖို့ပြောလို့မရတာတွေရှိတယ်ဒါပေမဲ့ခုနကသေးကြတာခုကကျွန်တော်ပြောချင်တာကအာနာရှင်မြန်မြန်ပြုတ်ဖို့အတွက်ကိုကျွန်တော်အချင်းချင်းပြန်တိုက်နေလို့မရဘူး တိုင်းရင်းသားဒေသအစည်းအဝေးကလည်းခုနအချင်းချင်းတွေပြန်ထပ်ဖြစ်နေမယ်ဆိုအာနာစင်ပြုတ်ကျရေးကိုကျွန်တော်ဒဇက်မမဲ့သွားလို့မရအောင်ပေးကြတာတခုကကျွန်တော်တို့အချင်းချင်းဟိုမတိုက်ဘူးတစ်ဖက်မှာလည်းကျွန်တော်အာနာစင်ပြုတ်ကျဖို့အတွက်ကျွန်တော်ဒဇက်မမဲ့သွားလို့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့အချင်းချင်းပြန်မတိုက်ရင်ရပြီကျွန်တော်တို့သွားတဲ့လမ်းစဉ်ကသူ့ဟာသူစင်တစ်စင်တစ်နှစ်နဲ့တစ်နှစ်သူ့ဟာသူစင်သွားလိမ့်မယ်ခက်ခဲတော့အများကြီးရှိတာပေါ့လက်ရှိကျွန်တော်ဆိုရင်ဒီမှာဒီစစ်စင်ရင်ဟတ်တာတာကျွန်တော်တို့ကျွန်တော်အုတ်ချုံမွားမှာဆိုစစ်ကြောင်လေးကြောင်ရှိတယ်နော်ဒီမှာစစ်ကြောင်လေးကြောင်ရှိတယ်ပြီးတော့ဒီထက်မှမှကျွန်တော်တို့မဟာမိတ် စစ်ကြောင်းတွေမဟာမိတ်တပ်ဖွဲ့တွေရှိတယ်အဲဒီဟာတွေကဒါတော့ဗိုလ်ဓာဘိုးရဲ့တုံးသက်ထားတဲ့ဗီဒီယိုဖိုင်မျိုးဖြစ်ပါရင်เนาะအဲ့တော့ကိုအချင်းချင်းပြန်မချဘဲနဲ့စစ်ကောင်စီကိုပဲဒီဇိုင်းမှမှချမယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့စစ်စစ်ကောင်စီကပြုတ်ချသွားမယ်အနေထားကတော့တေးချနေပါရင်เนาะ မရိကန်နဲ့ဒီတရုတ်ရဲ့အကုန်သွေးစစ်ပွဲနဲ့ပတ်သက်ပြီးတော့เนาะအခုချိန်မှာဆိုတော်တော်လေးကိုပြင်းထန်တဲ့အခြေအနေရောက်ရှိလာတယ်။ဒါအပြင်အဲ့ဒီရဲ့ရိုက်ခတ်မှုတွေကတော်တော်လေးကိုအဲဒီနိုင်ငံတိုင်းကိုရိုက်ခတ်နိုင်တဲ့အနေအထားတွေတွေ့နေရပါเนาะ။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီသမရထရန့်ရဲ့လှုပ်ဆောင်ပုံတွေကအောင်မြင်နိုင်မလားမအောင်မြင်နိုင်ဘူးလားဆိုတော့တုံ့တက်ထားတယ်ခါတော့ကြည့်အောင်เนาะ။เนาะအဲ့ဒါလေးတွေကကုသူလုတ်ခဲ့တဲ့လုတ်ရက်နဲ့ကျွန်တော်ထောက်ပြီးမှကျွန်တော်ဆွေးနွေးပြရစီ။တိကျက်ကလက်ရှိကမ္ဘာမှာထုတ်လုပ်မှုပုံစံကပြောင်းသွားပြီလေ။เนาะ Russian pattern ပေါ့။ကမ္ဘာကြီးကထုတ်လုပ်တဲ့အခါမှာဈေးသက်သာတဲ့ နေရာတွေကိုဦးစားပေးထုတ်တော့တရုတ်ကျွန်တော်တို့အေရှပေါ့နော်အေရှဆိုအားလုံးသိတဲ့ဒိုင်းတို့ဗီယက်နမ်တို့ဒီနိုင်ငံတွေသွားထုတ်တယ်ပြင်ထုံးလုံးပုံစံပြောင်းတဲ့အပြင်နေရာဒေသပြောင်းတဲ့အပြင်ပစ္စည်းသုံးတဲ့ပစ္စည်းရလေသူကပုံစံပြောင်းသွားတယ်ခုပြင်ခင်ရကုနာပြောခဲ့တဲ့ chip ပေါ့နော် chip အများဆုံးထုတ်တာတရုတ်နဲ့ထိုင်ဝမ်တရုတ်နဲ့ထိုင်ဝမ်လည်းမတည့်တော့ဒါကြောင့်မလို့ made trump ကထိုင်ဝမ်ကသူကစီယုံထားတူတက်လာတဲ့ခါမှာထိုင်ဝမ်ဒီလာ invest လုပ် chip ထုတ်တာတော်လည်းကာဘာလုတ်ထားတာ အဲ့ကြောင့်သူကလည်းပိုင်ပြီဆိုလို့လုပ်တဲ့ဘောလိုမြင်နေတာဒါတစ်ချက်တော့ chip chip ပါ chip ထုတ်တဲ့အခါမှာအဓိကအများဆုံးသုံးရတဲ့ဒီဒီကုံချမ်းက red up red up ကဘယ်မှာရှိတယ်လဲဆရာတရုတ်ကအများဆုံးထုတ်တယ်တရုတ်ကလည်းကျွန်တော်ကချင်မီယာယူတာလည်းပါပါတယ်နော်သူကမထုတ်ကျွန်တော်စစ်သွားနေဒါတပိုင်းဒါတော့ရာခိုင်နှုန်းအားဖြင့်တော့သူပြောကြတယ်ပဲကပတ်ရဲ့ဟလာကချင်ကသွားတာကတဝက်လောက်ရှိဆိုတာဒါတော့ကျွန်တော်အဓိကတော့မမေ့ဘူးဒါပေမဲ့ဒါကြောင့်ကြည့်လိုက်ပါအခု Ukraine နဲ့ Russia နဲ့ပြဿနာတက်တဲ့အချိန်မှာ Trump က သူလဲတက်လာရောဇယ်လင်စကီးစီကသူပါ offer လုပ်တယ် right အဲ့ထုတ်ဖို့ကသူ request လုပ်တယ်အဲ့ဒီပူတင်နဲ့ဒီပေါ်ကြားမှာယူကရိန်းကြားမှာဒီရှာတထုပါနော်ပြဿနာကိုသူက CIA ဝင်လုပ်ပြီးမှအဲ့ဒီကယူကရိန်းစီက raw up ကိုထုတ်ဖို့တော့သူကကြံစည်တာအကယ်၍တရုတ်ကလုတ်လာရင်တစ်ချက်ကိုနှစ်ချက်ပြတ်ပေါ့ဗျာကုန်ချမ်းကိုရဖို့တော့သူပြင်တာသူစီကိုလည်းဟောင်ကောင်ကိုဟောင်ကောင်ကထုတ် sorry ထိုင်ဝမ်ကထုတ်တာဒီလို invest လုပ်မယ်ဟိုကလည်းအဲကျွန်တော်ကတော့ amount တော့မေးနေတယ်ဗျာနော်ဘီလီယံ900ပါမသိဘူး နော်ကုမ္ပဏီ၃ခုလောက်က chip အပါဝင်ပေါ့နော်ဒါမှဒီမှာ invest လုပ်ကြီးပေးတယ်ရှိတယ်အဲ့ဒါနေသူကပြင်တာဒါမှသူကမှန်းချက်နဲ့နှမ်းတော့မကြိုက်တဲ့အနေထားရောစစ်ဖြစ်နေတယ်နော်ဇလန်စကီနဲ့ဇလန်ကလည်းပဲသူမှားလို့မဖြစ်ဘူးဒီပြဿနာကထိုင်ဝမ်ကတော့ငြိမ်းချနေတယ်ထိုင်ဝမ်ကတစ်ချက်ကိုတစ်ချက်ပြပဲထိုင်ဝမ်နဲ့တရုတ်ကလည်းအားလုံးသိတဲ့အတိုင်းနော်ပြည်မာကြီးကထိုင်ဝမ်ကိုရန်ချာနေတယ်ထိုင်ဝမ်လည်းကန်နေတယ်မေဒီကအားလည်းအကယ်၍ဒါကြောင့်စစ်ဖြစ်လာခဲ့ရင်ပြောလို့မရ trade war နေပြီးတော့အခုပညာရှင်တွေပြောတာကအဲ့ဒီအချိန်ဟာလာရှိတယ် ြစ်လာခဲ့ရင်ဒါကြောင့်သူကဆန့်ကပူတင်ကိုသူကရမချဘူးပေါ့ဗျာတဲ့တယ်ပြောလို့တယောက်ကပဲ target ထားတယ်ဆိုတော့ဒီလိုအနေထားပြတဲ့ခါမှာခုစီးပွားရေးအနေထားအပြင်နိုင်ငံရေးအပြင်မှာဆန့်ကကစားနေတယ်ဒါပေမဲ့သူကစားခွက်ကသူမှန်းလို့မဖြစ်တဲ့ခါမှာသူအယူမီဝိုင်းဖြစ်တဲ့အနေထားတော့ရှိနေပြီအဲ့လိုတုံးသက်လို့ရတယ်သူကဟလာလုတ်သမျှဖြစ်မယ်ဆိုတဲ့မှန်းချက်နဲ့သူတာထွက်ကိုเนาะအများကြီးရှိန်နေတော့တင်လိုက်တာပေါ့ဗျာတင်လိုက်တာပေါ့ နှစ်ရက်နေမှာဆိုင်းနေထိုးတယ်တကဘာလုံးကသူကဟာလာဟိုပုံကန်းတော့မတူဘူးပေါ့နော်တကဘာဖြစ်တာနဲ့ချားလိုက်တယ်အဲ့တော့ तू မန်းကလို့မဖြစ်ဘူးရပိုင်းတော့မှာနှစ်ရက်နေမှာဆိုင်းထိုးတယ် effect ဖြစ်တာ၉ရက်နေမှာဖြစ်တာတပတ်ပေါ့၉ရက်နေမှာဆိုင်းနေအကုန်ပြရတဲ့ခါမှာ तू short လိုက်ရပြီလေပထမဆင်၄ရက်တော့မချောက်ဘူးပေါ့ဗျာနိုင်ငံသမားဆိုတော့ထုံးစံတိုင်းပေါ့ဗျာဒါပေမဲ့ဒီပြဿနာအကြီးကြီးဖြစ်တယ်ခုနကလေကျွန်တော်တို့တင်ပြခဲ့ပြီကျွန်တော်တို့ဆိုတာစီးပွားပညာရှင်တွေကသုံးသက်တာကိုပြောနေတာပေါ့နော်အဲ့ဒီမှာ TY က recession ကိုသွားတော့မယ် ဘာစီဝိုင်းမှာပြက်မယ်ပြက်တဲ့အခါမှာဒါကိုရက်ပေးပါเนาะရက်စကားပြောမယ်ဆိုတော့ trimming policy မှာနေပြီပြင်တော့ပဲเนาะဒါပြည်သွင်းကပညာရှင်တွေပါဝင်ပြည်သူလူအလုံးကသက်ဆိုင်ရပါဗျာကျွန်တော်တို့ခုနပြောကွန်ကရစ်တို့စီနေတို့ကအစပါဗျာသူတို့သူတို့ republic နဲ့မှတ်တော့သူကခွန့်ထားတဲ့အခါကျတော့ဟိုလောလောဆယ်ဇက်ပိတ်နေတာပေါ့เนาะဒါပေမဲ့တစ်ချက်ပြန်ကြည့်အခုမိတမ်းမှာပြဿနာကြီးမယ်ဒါသူအမေရိကန်နိုင်ငံရဲ့နိုင်ငံရေးပေါ့เนาะသူအားလုံးကိုသူက republic ကိုင်းထားတာ ကွန်ကရစ်မှာရောစီးနေမှာ तू อ่ะမကြော်တရားသူကိုင်းထားတဲ့ခါကျတော့ तू อ่ะလှုပ်လို့ရတယ်ဆိုတဲ့အမြင်နဲ့ပုံကိုလည်းချိန်ကြီးမှာပေါ့ဗျာအဲ့လိုလှုပ်လိုက်တယ်လို့ကျွန်တော်ယူဆလို့ရတယ်ဆရာနိုင်ငံအလိုက်ဒေတာအလိုက်အခြေအနေအားလုံးကိုပေါင်းစပ်ပြီးတော့စဉ်းစားချင်းချိန်ပြီးမှချမှတ်မဲ့ policy ဖြစ်တယ်အဲ့ဒါကိုတပြိုင်တည်းနဲ့เนาะမြန်မြန်ဆန်ဆန်เนาะ in and out နဲ့ဖြစ်တဲ့ခါဒီပြဿနာတက်လာတဲ့ခါသူ့ policy ပြန်တုံ့သွားမှာပေါ့ခင်ဗျာเนาะ policy ပြန်တုံ့သွားရမယ်ဖြစ်နိုင်တာကကိုယ့်ရဲ့ပြည်ပြည်တိုင်းပြည်မနစ်နာအောင် ဘယ်လိုသွားမလဲဆိုတာတော့ပြင်ရမလို့မြင်တယ်။ तू လဲကျွန်တော်ထင်တယ် तू လဲလေးတာကြီးနေတာမျက်လုံးတော့ပြားနေပြီလို့ထင်တာပဲ။ကဲဒါတော့နော်။ဒီအမေရိကန်နဲ့တရုတ်ရဲ့ကုန်သွယ်စုပွဲနဲ့ပတ်သက်ပြီးတော့ဒီအခြေအနေလေးသုံးသပ်ပေးထားဖြစ်ပါနော်။โอเคဒီမနက်ခင်းအတွက်ကျွန်တော်ရဲ့ဗီဒီယိုတွေကဒီလောက်ပါပဲเนาะစာဆုံးကြည့်ပြီးကြားတယ်မိဘပြည်သူရောက်စင်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကျံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးရန်တွေပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ